မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဆလာဗီတာညချမ်းမူစီဌာနမှာ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်များကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်တော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ32ဒီဂရီဆက်စီယံ60ဒီဂရီဖာရင်ဟိုင်းရန်ကုန်မြို့မှာ37ဒီဂရီဆက်စီယံ88ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ34ဒီဂရီဆက်စီယံ63ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသကြိုးတွေမှာဖောင်းရရှိတဲ့ပုံရဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်တွင်နေကြံမင်္ဂလားပင်လယ်တို့မှာတိမ်တင့်တင့်မှတိမ်ထွထနေပါလိမ့်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတန်းဒေသကြီးမန္တလေးတန်းဒေသကြီး နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းပဲခူးတန်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျက်ရနေရတဲ့ရှောင်းပါမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုဖြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါတယ်ကချင်ပြည်နယ်မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင့်မှာတိမ်ထွက်ထွက်နေကြဖို့တွေ့ရပါတယ်ဘင်္ဂလားပင်လယ်အော်ခြေနေမှာ ်မင်္ဂလာပင်လျော်ရှင်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီမင်္ဂလာပင်လျော်ရှင်လယ်ပိုင်းမှာတိမ်တင်တင်ဖြစ်ထွန်းနေပါတယ်ကပ်ပလီပင်လယ်ပင်နဲ့ကြံမင်္ဂလာပင်လယ်တို့မှာမုတ်တုံလေးအာနေနေပါတယ်မြမပင်လယ်ပင်မှာလိုင်းနေငယ်မှာအတင်တင်ရှိပါမယ်လိုင်းမြပါမြမကဲဝဲတရှောင်းနေကန်လိုပင်လယ်ပင်တို့မှာလေးပင်မှာ၆ပီခန်းရှိနေပါတယ်မနှက်ဖြတ်မွန်တဲချိန်ဒီခံမှန်းချက်များနေနေကြတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြောင့် မကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျိစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စစ်နဲ့ချင်းပြည်နယ်အေရော်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမှုတချုံရောပြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာကွက်ပြီးမူချီနေပါတယ် နေပြည်တော်နဲ့ညတော်ရီမနှဖြန်တွင်မိုးလေဝသအခြေအနေခံမှန်းကြမှာမိုးတစ်ကြိမ်တစ်ကြိမ်တချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နဲ့ညတော်ရီမနှဖြန်တွင်မိုးလေဝသအခြေအနေခံမှန်းကြမှာနေရာကွက်ကြားမှုတချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ22ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ မန္တလေးမြို့နယ်နေတဝိုင်းမဏ္ဍပ်ပြန်တွင်မူလဝတ္ထာခြေနေခမ်းမန်းကျမလေးနေရာကွက်ကြားမူတစ်ချုံရောက်ပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။နောက်နှစ်ရက်အတွက်ခမ်းမန်းကျန်းနေကတော့အနောက်တောင်မုတ်တုံးလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာဆုတ်ခွာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတရေများပဲဖြစ်ပါတယ်။ ကိုစိတ်နှပြချမ်းမချမ်းသာကြပါစေရှင်။